အားလုံးပဲမင်္ဂလာပါဒါလေးကတော့အဲအားလုံးမင်္ဂလာပါဒါလေးကတော့ကျွန်တော်တို့ Shepherd the Soul ဆိုတဲ့ Personal Renewal Program လေးဖြစ်ပါတယ်ကြောက်ဝိုင်းမှာကျွန်တော်တို့အနီးကပ်တင်တန်းပေါ့နော်အနီးကပ်တင်တန်းမှာဆိုလို့ရှိရင်ကြောက်ဝိုင်းမှာကျွန်တော်တို့က9ရက်ပြီးတော့မှဒီမှာ10ရက်ပြန်လာဆုံးပြီးတော့မှကျွန်တော်တို့တပတ်သားအတွင်းအတွေ့အကြုံလေးတွေကိုပြန်လဲဆွေးနွေးတဲ့အစီအစဉ်ပေါ့အဲ့တော့ဒီနေ့ဒီနေ့ဆိုရင်တော့ကျွန်တော်တို့ကဒါ၄ဘတ်တလပြည့်သွားတဲ့ဒါနောက်ဆုံးတွေ့ဆုံတဲ့ Shepherd the Soul Program အစီအစဉ်လေးဖြစ်တယ် အဲ့ဒါကျွန်တော်မေးကြည့်မယ်ပေါ့နော်အခုအခုလေးပတ်တာအတွင်းမှာဆရာရဲ့အနီးမှာပေါ့နော်အနီးကပ်လေးထိုင်တဲ့အတွက်ကို့အတွက်ဘာတွေအကျိုးကျေးဇူးရှိလိုက်လဲဘာတွေတွေ့ကြုံနေရလိုက်လဲဆိုတာလေးကိုအဲ့လေးကိုပြောပြပအောင်ကဲမင်္ဂလာပါဆရာမင်္ဂလာပါနာမည်လေးလည်းမိတ်ဆက်လိုက်ပါအောင်အာမင်္ဂလာပါဆရာကျွန်မကပေါ့နော်မဆူစွန်နိုင်ဖြစ်ပါတယ်အခုမှပေါ့နော်ကြောက်စင်ဟိုပညာကိုပေါ့လာပြီးတော့လေ့လာတာပေါ့နော်အခုဆရာနဲ့စကန်အချိန်ပေါ့နော်ဒီသင်တဲ့အနီးကပ်လေးကိုပြန်ပြီးတော့ join ခဲ့တယ်ပေါ့ အစတော့ပေါ့နော်ဒီတိုင်းလေးပဲဆရာဆီကနေပထမသင်တန်းပြီးသွားတဲ့အချိန်မှာအဲကြောက်ဝိုင်းထဲမှာပဲကျင်လင်မယ်ပေါ့နော်အဲပွဲစားလေးပဲလုပ်မယ်ရောင်းဝယ်လေးဒီတိုင်းလေးပဲလုပ်မယ်ဆိုပြီးစဉ်းစားခဲ့တယ်ပေါ့နော်ဒါပေမဲ့ဩတကယ်ကိုကအဲ့လိုသွားတဲ့အချိန်မှာပညာရေးလိုသေးရပေါ့နော်အဲ့အချိန်မှာဆရာရဲ့အနီးကပ်လေးကိုထပ်ပြီးတော့မှကျွန်တော် join ခဲ့တယ်ပေါ့နော်အဲ့အချိန်မှာအရန်ကိုပညာရေးရခဲ့တယ်အများကြီးပဲပေါ့နော်ကျွန်တော်တို့အတွက်ဘာနဲ့မှမလဲနိုင်တဲ့ trade ဂျုံနေဆရာဆီကပေါ့နော်ဟို ဝင်နေဝယ်လို့မရတဲ့ experience အကောင်းတွေကျွန်တော်တို့ရခဲ့တယ်အခုလက်တွေ့ပေါ့ဆရာတကယ်လုံနေတယ်အဲကျွန်တော်တို့ line ပေါ်မှာပဲတင်တာမဟုတ်ခင်းနဲ့တကယ်အနီးကပ်ပေါ့နော်လုံနေရဲဆိုတာကိုကျွန်တော်မြင်ခဲ့ရပါတယ်ထောင်ကြောက်တောင်းကြောက်တိမ်ကြောက်ပေါ့နော်ခုရာကြီးပိုင်းကြောက်ထောင်ကိုတောင်းပေါင်းပေါ့နော်အဲ့လိုမျိုးကြောက်တွေလည်းကျွန်တော်အများကြီးကြည့်ရတယ်အဲ့ချိန်မှာကျွန်တော်တို့ဒီမှာဘာရရလိုက်လဲဆိုရင် ဒီဈေးတန်းကိုကျွန်တော်ဘလောက်ဝယ်တယ်ပြီးရင်ကျွန်တော်ဘလောက်နဲ့ပြန်ရောင်းရတယ်ပေါ့နော်အဲ့မှာအနီးကပညာပေါ့နော်ဟိုကြောက်စီကြောက်သားကြည့်ရတယ်မဟုတ်ဘူးဈေးကွက်ပညာအဓိကပေါ့နော်အဲသူများတွေဘလို့လောက်ကင်နေတဲ့ဥစ္စာမျိုးကျွန်တော်တို့ကအပြင်အနေလာပြီးဒီတိုင်းကြည့်လို့မရဘူးအဲ့တော့ဆရာတို့ဘီကနေပြောကျွန်တော်အနီးကကြည့်ရတဲ့အတွက်ကြောင့်မလို့အဲ့ဒီပညာကိုတော့အဓိကရခဲ့ပါတယ်ပြီးရင်ကြောက်တွေအများကြီးကြည့်ခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးဟို ကိုအတွက်ဘလို့မှဟိုတမုံဖြစ်လို့မရတဲ့ဆရာရဲ့အတွေ့အကြုံတွေကိုလည်းအများကြီးရခဲ့ပါတယ်ပေါ့နော်အဲ့ဒါကတော့အနီးကထက်မှပဲကျွန်တော်တို့ကတော့ရခဲ့တယ်လို့ထင်ပါတယ်ပေါ့နော်ဟုတ်အဲ့ကြတော့အနီးရဲ့ညီကောင်ချုပ်လေးနဲ့ပြောရရင်တော့ကျွန်တော်တို့တက်ကတော့ဆရာရဲ့အတွေ့အကြုံတွေကိုတမုံဖြစ်မရတဲ့အတွေ့အကြုံတွေကိုလည်းအများကြီးရခဲ့တယ်လို့ကြောက်ကောင်းတွေကိုလည်းအများကြီးကြည့်ခဲ့ရပါတယ်အဲအောင်မြင်တဲ့ကြောက်တွေကိုလည်းအများကြီးကြည့်ခဲ့ရတယ်လို့အတွေ့အကြုံရမယ့်ကြောက်တွေကိုလည်းအများကြီးကြည့်ခဲ့ရပါတယ်ရှင်ဟုတ်ကဲ့လားဖွဲ့ပေးကြည့်ပါဦးကျေးဇူးပါနောက်တစ်လပါဟုတ်ကဲ့မင်္ဂလာပါ ဒီပေါ့နော်အစတော့ကတော့ဒီတင်နန်းကိုတဲ့အခြေခံတင်နန်းပေါ့အခြေခံတင်နန်းလေးနဲ့ပြီးပြီးတော့ခါကြတော့ဆရာရဲ့ဒီအနိကတင်နန်းကိုပေါ့နော်ကျွန်တော်တို့ဆက်ပြီးတော့ join ပြီးတော့တက်ခဲ့ပါတယ်ဒီကတက်လိုက်တဲ့ခါကျွန်တော်ကိုတီးခဲ့ရတဲ့အတွေ့အကြုံတွေကအများကြီးလိုအပ်သေးတယ်ဆိုတော့တီးခဲ့ရတယ်ဒါမှဆရာနဲ့အနိကနေလိုက်တဲ့ခါမှာဒီကြောက်တစ်ခုကိုဘလို့ကြည့်ပြီးတော့ဘလို့ခွဲခြားစိတ်ဖြာတယ်ဆိုတာကအစဆရာကအနိကအသေးချာသင်ပေးပါတယ် เนาะไอ้ไอ้တွေ့ကြုံเนี่ยကျွန်တော်တို့ရတယ်အဲ့ဒီမှာခုနပြောခဲ့တဲ့လိုပဲအဲ10ကြောက်ရာကြောက်ထောင်ကြောက်လူမျိုးပေါ့ဘယ်လိုမျိုးခွဲကြပြီးတော့တေချာကြောက်စီကြောက်သားကိုဘလို့နီးကကြည့်ရတယ်ဘလို့ချေဆုံးဖြတ်ရတယ်ဆိုတဲ့အကြောင်းမျိုးလေးဆရာရဲ့အတွေ့အကြုံနဲ့ဘဝနဲ့ရင်းပြီးရခဲ့တဲ့အတွေ့အကြုံတွေကိုကျွန်တော်တို့ကိုဆရာကပြန်ပြီးတော့ ုပ်စုံပေါ့နော်မချွင်းမချံပဲနဲ့အကုန်လုံးကိုချပြပြီးပေါ့တင်ပြပေးရအတွက်နော်ဆရာကလည်းအရန်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့လည်းဒီအတွေ့အကြုံတွေရနေပေါ့ဘာလို့ရတယ်လဲဆိုရင်အော်ကိုကိုလည်းဒီအနီးကပ်ကျဲတဲ့ဟာငါတို့ဒါကိုရအောင်လုပ်လို့ရတယ်ဆိုတာကို confident ပေါ့နော်အဲ့ဒီယုံကြည်မှုရခဲ့ပါတယ်အဲ့ဆရာရဲ့လုတ်ကင်မှုတွေကိုအနီးကပ်တင်ကြားရတဲ့အတွက်မှာကိုကဒီလုပ်ငန်းကိုဆက်လုပ်ဖို့မလုပ်ဖို့ဆိုတာကိုကိုကို confident ရှိသွားတယ်ပို့ပြီးတော့အဲ့ဒါလေးကိုပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် မင်္ဂလာပါမင်္ဂလာပါဆရာအနည်းကပြီးသွားကြတော့ဘာပြောချင်တယ်အနည်းကပြီးသွားတော့ဟိုကြောက်ဝိုင်းထဲမှာလေကိုကိုယုံကြည်မှုရှိသွားတာဗောနော်လုံးဝအစိမ့်တသက်ကနေဝင်လာတာဆရာကြောက်ဝိုင်းနဲ့တခါမှမရဘူးဆရာတို့တင်ဆရာတင်တဲ့တမကြောက်ဝိုင်းနဲ့ရဘူးလားအခုတော့ confidence ရှိရှိကိုကအုံတယ်လောက်တော့မှာဗောဟုတ်ပါဆရာဟိုတဲဆက်တွေဘာတွေဝယ်ပြီးပြီလားဝယ်ပြီးပြီဆရာ ဲ့တော့ကိုကြောက်ကိုလည်းဆရာတင်တဲ့တတော်ကိုကလုံးဝအစိမ့်တသက်ကနေဝင်လာဆရာอืมဝင်လာတော့ခုဆရာတင်တဲ့တတော်အခြေခံတင်တဲ့တတော်ကိုကရင်းတော့တော့ကြောင်ဝိုင်းနေမွေရဲ့ကွာဆရာရဲ့ဆရာနဲ့အဲ့မနေ့အခင်းဝိုင်းလိုက်တော့တော့ကကိုကိုယုံကြည်မှုရှိသွားတာပေါ့ဆရာယုံကြည်မှုရှိသွားရေနော်ဟုတ်ကဲ့အခုကုံတယ်တော်လောက်တော့မှာနော်ဟုတ်ကဲ့ဆရာကဲအောင်မြင်ပါစေဗျာနော်ကျေးဇူးပါကျေးဇူးပါအဲဒီဘက်ကချောစုဒီဘက်ကချောစုတရားအနိကတင်တဲ့၄ဘက်ပြီးပြီဆိုတော့ပြောကျင်တယ် ဘာတွေအတွေ့အကြုံရလိုက်လဲဟုတ်စရာဟိုအရင်တုန်းကပေါ့နော်အဲညီမဒီမိနစ်က6လပိုင်းကလေးကဒီကြောက်စင်းရုံကိုလုံမယ်ဆိုမှစိတ်ပိုင်ဖြတ်ပြီးတော့အဲညီမမိုးကောက်ကဆိုတော့ကြောက်နဲ့လည်းတိတ်အဲ့လိုမစိမ့်တော့ဒီကြောက်စင်းလေးကိုလှုပ်ကြည့်မယ်ပေါ့ကိုယ်တိုင်ကလည်းတကယ်စိတ်ဝင်စားရတယ်ရှင့်အဲဆိုကြောက်ဝိုင်းနေရောက်တော့အဲ့လိုအထင်နဲ့အမြင်ပေါ့နော်မလွယ်ဘူးစရာအဲ့လိုညီမလည်းအရင်ကဆိုရင်အဲ့လိုအိမ်နဲ့ကြောင်အိမ်နဲ့ကြောင်ဆိုတော့ဒီကြောက်လောကနဲ့လုံးဝစိမ့်လို့ဖြစ်နေညာ အဲ့တော့လက်တွေ့ကြတော့မလွယ်ဘူးမလွယ်တော့မန်တိုင်းပြောရရင်စိတ်ဓာတ်တွေအရန်အောက်ဆုံးကြီးကြခဲ့ရပါတော့ဆရာဒါပေမဲ့ကိုကိုရဲ့စိတ်ကိုကို ပြန်ပြီးတော့မြင့်တင်တယ်ပေါ့နော်ဆရာအဲ့တော့ဒီငလင်းနေပါတွေဖြစ်ပြီးတော့ညီမလည်းကိုကိုကိုယုံကြည်မှုထားတယ်ထားပြီးရင်ကိုကိုစိတ်ကိုပြန်ပြီးဆန်းစစ်ပြီးတော့ဆရာနာအနိကတနံတကယ်လဲတတ်ချင်တဲ့စိတ်ဆရာကလည်းလေးစားတဲ့စိတ်အဲ့လိုမျိုးနဲ့အဲ့လိုတတ်ခဲ့ရပါတော့ဆရာတကယ်လဲအဲ့လိုရောက်ခဲ့တော့ဆရာရဲ့အဲ့လို အဲစေတနာတွေပေါ့နော်စေတနာတွေပညာတွေဟိုအများကြီးရလိုက်ပါဆရာတကယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျောက်တွေရောကျောက်ကျောက်တွေရောဘယ်လိုကျောက်တွေကြည့်ကြရအောင်ဘယ်လိုကျောက်တွေဈေးတွေဖြတ်တာတွေသိလိုက်ရလဲအော်ဟုတ်ဆရာအရင်ကတော့ဒီကျောင်းဝိုင်းနဲ့စပြီးဝင်ခဲ့တော့ပေါ့နော်တောင်းပိုင်းလေးတွေပြီးကြတော့ကိုကူကိုအားမရပေါ့နော်အဲ့လိုဆိုတော့ဟိုဆရာနာရောက်တဲ့အချိန်မှာယာပိုင်းနေထောင်ပိုင်းနေတွေ့ကြရတော့တကယ်အတွေ့အကြုံလည်းရတယ်ဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကျေးဇူးပါဟုတ်ကဲ့နော်ကျေးဇူးပါ ားလုံးကျေးဇူးတင်ပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်เนาะ